အားလုံးပဲမင်္ဂလာပါရှင်။ဆီယမမဝင်းမြင့်ရေးသားထားတဲ့ကုမွန်တောင်းနှံလွမ်းစီဖို့ဖန်ဝိထုရှိကိုအပိုင်း6နေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါလေရှင်။ဒီမနှစ်ဒူနာစင်ခန်းစားပေးကြပါအောင်ရှင်။ခင်မောင်အေးဒီတရေကိုပြုပြင်နေတော်လဲညာမေတင်ကို မျက်ခြေပြတ်မခံချေ။ခင်မောင်အေးရှိနေတော်နေရာဒီဂူဝါမှာဖြစ်တော်လဲကြီးမားသောတစ်ပင်ကြီးတွေအုပ်လိုက်ပေါင်းနေတော်ကြောင့် ဂူရှိယာကိုပန်းမင်ကြီးရှိယာကကြည်လင်မတွေ့ရချေသို့သောခင်မောင်အေးကလူရှိယာကကြည်လင်မှုပန်းမင်ကြီးရှိသည့်နေရာကို မြင်နိုင်သည်ပန်းမင်ကြီးရှိသည့်နေရာနှင့်ဂူရှိသည့်နေရာသည်တခေါ်လောက်ကွာဝေးသည်ညာမေတင်ကပန်းမင်ကြီးအောက်မှရောက်နေစဉ်ကိုမြင့်ညိုတို့ကကပယံပေါ်သို့တက်လာခြင်းဖြစ်သည် ကိုမြင့်ညိုတို့ရောက်နေသည်ကိုညာမေတင်က မသိလိုက်ပန်းမွင့်တွေကို စိတ်ဝင်စား ကြည်နေခိုင်းဖြစ်သောကြောင့်မတိလိုက်ချင်းပင်ဖြစ်သည်ထိုခိုင်မှာခမောင်းအေးကလည်းသူ့တရေကို ပြုပြင်ခြင်းအလုပ်ကိုရဲဆိုင်လိုက်ပြီးညမေးတင်ရှိအားကိုလာခဲ့သည် မျက်စိလှင်သောခမောင်းအေးသည်ကပြန်ထိတ်သည်ပင်ကြီးအောင်မြပြင်းကြားတွင်ဝင်နေကြသော ကိုမြင့်ညိုတို့ကို မြင်လိုက်၏ခမောင်းအေးမြင်လိုက်သည်ကအကောင်အထည်တဲကွဲစွာမြင်ခြင်းမဟုတ် မြပြင်းကြားတွင်ဘာကောင်လေးတွေမှမသိမဲမဲလုံးလုံးတရံကိုသာတွေးလိုက်ခြင်းဖြစ်သည် သို့သောညာမီတင်ကဆန်းချောင်းမှာတွေ့ခဲ့သည့်တရဝနှကောင်းချောင်းပြောခဲ့သည်ကိုချက်ချင်းသတိရလိုက်သည်မခင်မေမခင်မေတွေ့လာခဲ့တဲ့တရဝတွေများဖြစ်နေမလားခင်မောင်ကြီးကတွေ့လိုက်သည်မိတို့ပင်ဖြစ်စေသူတို့နှစ်ဦးဒီနေသည့်ဤနေရာမှာတခြားတရဝတွေရောက်လာခြင်းညာမီတင်ကို တွေ့မြင်သွားခြင်းတို့ကိုမူခင်မောင်ဤသည်လုံးဝမနှိမ့်ညွန့်နိုင်ချေထိုကြောင့်အစ်ပင်ကိုကွဲကား ညမီတင်ပြန်လာစေရန်အချက်ပေးတန်းပြုလိုက်သည်ညမီတင်သည် ကိုမြင့်ညူတို့ကိုမမြင်ရသေးသည့်အလျောက်စိတ်လက်အေးချမ်းစွာပန်းမွင်တွေကိုကြည်ပြီးပျော်ရွှင်ကြည်နုနေစဉ်ရှမောင်အေး၏အချက်ပေးတန်းကြောင့်အနောက်ဘက်သို့လှည့်ကြည့်လိုက်သည်သို့သော ကိုမြင့်ညူတို့ကအစ်ပင်ကြီး၏အမြေပြင်းများကြားတွင်ဝင့်နေသည်ကြောင့်တဲကွဲစွာမမြင်ရချေသို့သော ခမောင်အေး၏အချက်ပေးပြန်ခေါ်တန်းကြောင့် အတုံပြန်အတန်ငူပြုကခမောင်းအင်းရှိရာတို့လင်းမြန်းစွာပြန်ပြေးခဲ့သည် နေ့နောက်ကတိပင်းကြီးအောင်မှာတရဝါတစုကိုတွေ့တယ်ပြန်ရောက်လာတော့ညာမေတင်ကိုခမောင်းအင်းကစီဂျိုလက်တွဲပြီးပြောလိုက်သည်ဘလို့တရဝါလဲငါလှည့်ကြည့်လိုက်တော့လဲဘာမှမတွေ့ဘူးလေညာမေတင်က ပြန်ပြောသည်ဘလို့တရဝါရီလို့တော့မသိဘူးဟဲ့တိပင်းရင်းမှာမဲမဲလုံးလုံးကြီးတွေ့ရတာပဲအသက်တော်ရှိတယ် သူတို့လှုပ်တာကိုငါမြင်လိုက်တယ်ဒါကြောင့်နင့်ကိုလှန့်အတန်ပေးလိုက်တာနောက်ကိုဒီပန်းမင်ကြီးနားကိုမသွားနေတော့ဟဲဟိုဆန်းကျောင်းသားမှာနင်းတွေ့လာတဲ့တော်ဝါတွေနဲ့သူတို့ကအတူတူလားမသိဘူးခင်မောင်ကြီးကစိတ်ချသည့်အတွက်ပြောသည်ညာမေတင်သည်စဉ်းစားသလိုတွေ့နေရမှဆန်းကျောင်းသားမှာငါတွေ့လာခဲ့တဲ့အကောင်တွေကငါ့ဖေနဲ့အမေကိုတတ်သွားကြတဲ့အကောင်တွေမဟုတ်ဘူးအဲ့လိုဆိုရင်တော့ငါတို့ကဘာမှမလုပ်ဘူးထင်တယ်နေပါဦးသူတို့ရှိနေကြသေးလား ညာမေတင်ကပြောပြောဆိုဆိုဖြင့်တစ်ပင်အုံကြီးကို꽌ပြီးချောင်းကြည့်လိုက်သည်ခင်မောင်ကြီးကလည်းညာမေတင်ဤသူချောင်းကြည့်လိုက်သည်သို့တော့သူမြင်ခဲ့သည့်တစ်ပင်ကြီးရင်တွင်ဘာမျှမရှိတော့ချေဟဲ့မရှိတော့ဘူးခင်မောင်ကြီးကပြောလိုက်တော့ခါအေးငါတို့ကိုတတ်မဲ့အကောင်တွေဆိုရင်ငါတို့ရှိတဲ့စီကိုလိုက်လာကြမှာပေါ့ငါတို့ကိုမတတ်တဲ့အကောင်တွေဖြစ်လို့သာပြန်ပြေးကြရနေမှာပေါ့ညာမေတင်ကပြောပြီးခင်မောင်ကြီးရဲ့ မြင်မြင်လိုက်တဲ့အကောင်မဲမဲလုံးလုံးလေးတွေဆိုတာဘလို့နေလဲငါလိုက်ကြည့်လိုက်အောင်မယ်ခုပြောကမြင်သာပေါ်ပါသောခြေလမ်းများဖြင့်ညာမီတင်ကတစ်ပင်ခြုံတွေကို꿰ပြီးကပယံထိတ်စည်းထွက်သွားသည်ထိုအခါခင်မောင်ဤကလည်းမနေသာတော့ပဲညာမီတင်ကိုအလိုလိုက်ခါနောက်မှလိုက်လာခဲ့ရသည်ကပယံထိတ်သို့ညာမီတင်ရောက်သည့်ချိန်တွင်မူကိုမြင့်ညိုရူ၃ယောက်ကပယံအောက်ခြေသို့ရောက်နေကြလိမ့်မည် ကိုထွန်းအန်းင်းကိုပါတော်သူကရှေးမှခြေလန်းကျဲကျဲဖြင့်ထွက်သွားနေခိုက်ကိုမြင့်ညူကကဘာထိတ်သူမှန်ပြောင်းဖြင့်ပြန်ကြည့်လိုက်မိသောချိန်တွင်ညာမေတင်ကလည်းကဘာထိတ်သူရောက်လာပြီးကိုမြင့်ညူတို့ကိုငုံကြည့်လိုက်သည့်ခိုင်နှင့်ဆုံလိုက်သည်ကိုမြင့်ညူကင်မရာထုတ်ချိန်လိုက်သည်ကိုညာမေတင်နောက်မှကပ်ပါလာသောခင်မောင်အေးက မြင်လိုက်သည်ခင်မောင်အေးမြင်သလိုညာမေတင်ကလည်းမြင်ပါသည်သို့သော ညာမေတင်သည် ကိုမြင့်ညိုကိုကြောက်သည်စိမ်မျိုးမုံသည်စိမ်မျိုးမရှိချေထို့ကြောင့်ရဲတင်စွာပင်ငုံကြည့်လိုက်သည်ခင်မောင်၏ကညာမေတင်ကိုနှင်းမြန်စွာဆွဲလိုက်သည့်တွင်ကိုမြင့်ညိုသည်နှင်းမြန်စွာပြောက်ွယ်သွားသောညာမေတင်ကိုဓာတ်ပုံရိုက်မမိနိုင်အောင်ပင်ဖြစ်သွားသည်ခင်မောင်၏ရဲ့ဟိုလေဘာကြီးမှန်းမသိတဲ့မျက်လုံးလိုဟာကြီးမျိုးနဲ့အကောင်လေအဲ့ဒီကောင်ကိုငါစိတ်ထဲမှာချစ်နေတယ် ကင်မရာကိုဗာကြီးမှန်းမသိသည့်ညာမေတင်ကဒီပြောတတ်တယ်လို့စကားဖြင့်ပြောသောအခါခင်မောင်အေးကမျက်လုံးပြူးသွားသည်။ဟင်၊နင်းကဟိုတရွာကောင်ကိုချစ်တယ်။ငါ့ကိုမချစ်တော့ဘူးလား။ဟို၊နင်းကိုချစ်တာမျိုးချစ်တာမဟုတ်ဘူး။ဟိုလေ၊ငါအဖေနဲ့အမေကိုချစ်တာမျိုးချစ်တာ။နင်းအစားကအဲ့ဒီလိုပြောပါတော့လား။ငါစိတ်ထဲမှာငိုကျင်သွားတာပဲ။ခင်မောင်အေးကတပြင်းချပြီးပြောသည်။ ညာမေတင်ကဟဲဟဲပက်ပက်ရေလိုက်။ဘာဖြစ်လို့နင်းကငိုချင်သွားရတာလဲ။နင်းငါကိုမချစ်တော့ပဲဟူတရဝါတွေကိုချစ်ပြီးလိုက်သွားရင်ငါသေးချင်းသေးမှာ။ခင်မောင်အေးဒီသူ့ရဲ့နှာပေါ်မှာရှုံနေတော့လုံခန်းမွေးမုန်းစိမ်မွေးပမြိုင်းမွေးတွေကိုလက်ဖြင့်ဆမ်းရင်ဝမ်းနဲ့တန်ဖြင့်ပျော်သည်။ခင်မောင်အေးမျက်နှာသည်တို့နှာခမ်းမွေးမုန်းစိမ်မွေးပမြိုင်းမွေးတွေကမျက်နှာတစ်ခုလုံးကိုဖုံးနေအောင်ရှည်လျားသဖြင့် မျက်လုံးနေရာနှင့်နှာခေါင်းနေရာသာ အသားဝင်၍ပေါ်နေသည်စပင်တွေကမူခါထိအောင်ရှိကဦးကောင်းနှင့်ကြောတပြင်းလုံးကိုဖုံနေသည်ရှည်လျားသောလက်သက်တွေကိုတခါတရံပါဇက်ဖြင့်ကိုက်ဖဲထားသောကြောင့်မညီမညာဖြစ်နေသည်ကိုပေါ်မှာဝေထားသည်ကအမွှေးပါသောတောကောင်ဤတရေဖြစ်သောကြောင့်ခင်မောင်ဤရုပ်သွင်းသည် တောရိုင်းလူဝင်ကောင်တို့ဖြစ်နေသည်သို့သောခင်မောင်ဤအသားရေကမူညာမေတင်လိုပင်ဖြူစင်သည် ညာမေတင်ကခင်မောင်အေးကြီးမျက်နှာကိုကျဉ်ကျဉ်နာနာကြည့်ကမသေးပါနဲ့ဟဲ့ငါကလည်းနင့်ကိုတိတ်ချစ်တယ်နင့်ကိုဘယ်တော့မှမခွဲဘူးဒါပေမဲ့ဟိုငါအဖေမေလိုချစ်တယ်ဆိုတဲ့တရားကိုငါတည်တည်ချာချာကြည့်ကျင်သေးတယ်သူတို့ဘယ်နေရာမှာနေကြလဲမသိဘူးနော်ဟိုပြောတော့ခါခင်မောင်အေးကစိတ်ကျေနပ်ခါမျက်နှာကြည်သွားသည်သူတို့နေတဲ့နေရာကိုငါသိတယ်ခင်မောင်အေးကပြောလိုက်သည် အမှန်ပင်ကိုမြင့်ညိုတို့ရောက်လာပြီးစခန်းချသည့်နေ့ကပင်ခင်မောင်အေးကတည်နေခဲ့သည်အနာဂတ်ကြည့်ရှုခြင်းမဟုတ်၍ဘာကောင်းလည်းမှန်းမသိတော့လဲကိုမြင့်ညိုတို့နေထိုင်သည့်တဲနှင့်ချက်ပြုတ်သည့်မိကိုကိုမြင်ရခြင်းဖြင့်ဟိုနေရာမှာတရဝါတစ်မျိုးရောက်နေကြပြီဟု နားလည်ခဲ့သည် ထို့ကြောင့်အစာရှာသွားရာမှာညာမီတင်ကိုမလိုက်စေပဲသူတယောက်ထဲထွက်ရှာသည့်နေကြကမှညာမီတင်ကိုစမ်းကြောင်းမှရေခတ်ခိုင်းခဲ့ပြီသည် ဆန်းကြောင်ရှိသည့်နေရာနှင့်ကိုမြင့်ညိုလို့စကမ်းချသည့်နေရာမှာတော်တော်ပင်ကွာဝေးသောကြောင့်ဆန်းကြောင်နေရာသို့ကိုမြင့်ညိုတို့ရောက်မည်မဟုတ်ဟုထင်ကခိုင်းခဲ့မိခြင်းဖြစ်သည်ထို့သောခိုင်းခဲ့မိခြင်းကြောင့်ညာမေတင်ကို ကိုထွန်းအန်းနှင့်ကိုပါတော်တို့ကကြုံတောင်းကြုံခဲတွေ့သွားကြခြင်းဖြစ်သည်သိရင်လိုက်ပြပါလားခင်မောင်၏ညာမေတင်ကပြောသောအခါခင်မောင်၏သည်ညာမေတင်ကိုအလွန်မင်းချေလွန်သောကြောင့်ညာမေတင်၏ဆန္ဒကိုမငြင်းမဲ့ အင်းသူတို့နားကိုသွားလို့ကောင်းတဲ့နေ့ငါလိုက်ပြမယ်ဟုပြောသည်ညာမေတင်သည်မျက်နှာလေးရှင်သွားသည်မောင်အေးရဲ့နင်လေးငါကဘာပြောပြောအလိုလိုက်တယ်နော်ငါပြောတယ်ညာမေတင်ပြောသည်ဆိုတော့ခါချမောင်အေးပါပြောရသည်ထို့ကြောင့်ပြောရင်တို့တချင်းဆိုမယ်ဟုပြောသည်အေးနင်ကငါတင်ပေးတဲ့တချင်းမဲဆိုမယ် ညာမေတင်ကပြောသောအခါခင်မောင်အေးသည်ကြည်ကြည်နူးနူးရဲပြီးအဲ့ဒီတခြင်းတစ်ခုပဲတို့ဆူတတ်တယ်မဟုတ်လားနင်ကတခြားဟာဆူတတ်သေးလို့လားခုမေးသောအခါညာမေတင်ကခင်မောင်အေးစကားကိုပြန်မရှိပဲပြိုလေးတို့ငန်းဦးယုံကူးလို့ပြေးကြည်လိုက်ကြဟေတောချီမရွှေယုံနဲ့ကဲထိတ်ွက်နှင်လေးဟုဆိုကားထိုင်ရာကထပြေးသည်သည်ခင်မောင်အေးသည်ညာမေတင်နောက်သို့ပြေးလာရင်း ဒီလည်းနှင်းဒီရညပင်ရဲ့လေ လောင်းယူခဲ့ဟေခေယူခဲ့စိတ်ပင်ဥဘကူးဆိုရဲ့လေဟုဆိုကညမေတင်ကိုလိုက်ဖန်သည်မြောင်စလုံးက အပြေးလွှားအခုံပြန်တစ်ပင်တဲ့နွေတန်းကိုစားသည့်လုပ်တွေမှာကျွမ်းကျင်ပြီးသားဖြစ်ရာတယောက်ကိုတယောက်ရှုံမပေးပဲတယောက်ကပြေးတယောက်ကဖမ်းဖြင့်လိုက်တန်းပြေးတန်းကစားနေသည်မှာညမေတင်နှင့်ခမောင်အီတို့ဤပျော်ရွှင်ကြည်နူးမှုသည်မြည်သည့်စီစဉ်ချမ်းသာနှင့်မှ မလဲနိုင်အောင်ဖြစ်နေသည် ခမောင်ဤနှင့်ညာမေတင်တို့သည်တခါတရံတောတောင်နှံလျှောက်သွားရင်နေကျုံကတောပြင်ဘက်သို့ရောက်သွားတတ်ကြသည်ထိုအခါတောပြင်မုံစုများနှင့်တခါတရံဆုံတတ်သည်ထိုအခါမျိုးတွင်ခမောင်ဤကိုတော်ရန်တိရစ္ဆာန်၎င်းတို့မြင်ရသောမုံစုကရံမူရန်ပြင်ဆင်သည်လက်ထဲကတနက်ဖြစ်တော်၎င်းဒူးလေးဖြစ်တော်၎င်းချိန်လိုက်သောအခါဘေးရန်ကိုအလိုလိုတည်သောသဘာဝစိတ်ဖြင့် ခင်မောင်အင်းနှင့်ညာမေဒီတို့သည်ကျင်းလေလှည်မြန်စွာတော်တူကိုယောင်ဖြောက်လိုက်ကြသည်ထိုသည့်နောက်တွင်ကသူတို့နှစ်ယောက်သည်တောတောင်ဤပြင်ပဘက်သို့မထွက်ကြတော့ချေတောတောင်သူရအရက်ကိုသာလှဲပတ်သွားလာပြီးပျော်ရွှင်စွာနေထိုင်ကြတော့သည်ထိုတို့နေထိုင်ကြရာမှကိုမြင့်ညိုတို့ရောက်လာကြသည်ညာမေဒီကိုမြင်တွေ့သွားကြသည် သို့သောညာမေဒီနှင့်ခမောင်အီတို့နေထိုင်ကြသည့်ဂူရှိယာတို့ ကိုမြင့်ညိုတို့ကမလာကြပဲနောက်ကျောင်းလှည့်ပြန်သွားကြတော့ခါခမောင်အေးနှင့်ညာမေတီတို့ စိတ်အေးသွားကြသည်သူတို့ကိုရံပြူးပြီးတရွာများမဟုတ်ဟုယူဆလိုက်ကြသည် ကိုမြင့်ညိုတို့ပြန်သည်နေကညာမေတင်သည် သူစိတ်ထဲမှာချစ်ခင်နေသောကိုမြင့်ညိုတို့နေထိုင်ရာကိုလူဝဲသောနေရာမှချောင်းကြည့်နေခဲ့သည်ရှိမသွားသော လူစုနှစ်ခွဲက နောက်ဆုံးကတယောက်တည်းဖြည်းဖြည်းစေးစေးလိုက်သွားသောကိုမြင့်ညိုကို ခြုံကိုကွယ်ခွဲကမျက်ချီမပြတ်လိုက်ကြည့်ခဲ့သည်။နောက်မှလိုက်ကြည့်ရသည်ကို အားများသောကြောင့်ကိုမြင့်ညိုမျက်နှာကိုမြင်ရစေရန်တပင်းမှလိုက်ကြည့်သည်။ကိုခိုက်ကိုမြင့်ညိုကညာမေတင်ကို တွေ့သွားခြင်းဖြစ်သည်။ကိုမြင့်ညိုတွေ့သွားကြောင်းကိုညာမေတင်သိသည်။သို့သောညာမေတင်သည်ကိုမြင့်ညိုကိုကြောက်ရွံ့သောစိတ်မျိုးမပေါ်ခဲ့ချေ။ကိုမြင့်ညိုကရံမူမည်အရေးအယံလုံးဝမရှိဘဲ သူ့ကိုနူးညံ့သောမျက်နှာဖြင့်ကြည့်သလိုညာမီတင်ကလည်းကိုမြင့်ညိုမျက်နှာကိုမျက်တောင်မခန့်ကြည့်နေသည်ထိုချိန်ကခင်မောင်အေးကသာအချက်ပေးတမ်းမပြုရံမခေါ်ဘဲနေလျင်ညာမီတင်သည်ကိုမြင့်ညိုရှိရာသို့ရောက်အောင်ခြုံထဲမှထွက်လာမိကောင်းထွက်လာမိမည်လားမပြောတတ်ချေအစာရှာရာမှပြန်လာသောခင်မောင်အေးကဘူပတ်ဝင်းကျင်းမှညာမီတင်ကိုမတွေ့သောအခါကိုမြင့်ညိုတို့နေထိုင်ရာသို့သွားရောက်ချောင်းကြည့်နေပြီဟုအတက်တွေးလိုက်သည် ထိုကြောင့်လိမ်မြန်စွာလိုက်လာခဲ့သည်ကိုမြင့်ညိုတို့စခန်းသိမ်းထားသည့်ဝိုးတွေ့ရသည် ထိုသတော်ရီထွက်သွားလျင်ညာမေတင်ဘယ်နေရာရောက်နေသနည်းအဖမ်းခံသွားရခြင်းတော့မဟုတ်နိုင်တွေ့ကညာမေတင်ကိုသူတို့အချင်းချင်းသာနားလဲတော့အချက်ပေးတန်ပြူခေါ်လိုက်ခြင်းဖြစ်သည်တော်ကြီးမမဲထဲမှာနှစ်ယောက်ထဲနေပြီးတူတူအသက်ပေးထားသည့်အဖော်မုံခင်မောင်အေး၏အတန်းကိုကြားလိုက်ရသောညာမေတင်သည်ဦးမြင့်ညိုကိုဆက်လက်ကြည့်ရှုနေခြင်းမပြုနိုင်တော့ပဲ ခင်မောင်အေးရှီယာတို့ပြန်ပြေးသွားခဲ့လေသည် နင်းကလည်းဘာဖြစ်လို့ဒီလောက်အဝေးကြီးလိုက်ကြည့်ရတာလဲနင်းကိုဖမ်းသွားမှာမကြောက်ဘူးလားသူနာတို့ပြန်ရောက်လာတော့ညာမေတင်ကိုခင်မောင်အေးက စီဂျိုလက်တွဲပြီးမေသည် မကြောက်ဘူးဟိုငါစိတ်ထဲမှာအဖေအမေလို ချစ်နေတယ်ဆိုတဲ့တရားကငါကိုမဖမ်းဘူးမတက်ဘူးငါသိတယ်ညာမီတင်ကခင်မောင်အေးအေးရှီလျားတော်မုတ်စိန်မှုများကိုမြင်သာစွာဂိုင်းပြီးပြောသည် ကဲလားတို့နေရာကိုပြန်ကြားစို့ဒီခါနေကြိုက်တဲ့အသီးတွေအများကြီးတွေ့လို့ငါအများကြီးခူးလာတယ်။နောက်ပြီးကြားသားစားလို့ကြံတဲ့အသားတွေလည်းရလာတယ်တို့မိတဲ့ထဲရအောင်။ခင်မောင်အေးကပြောပြီးညာမေတင်ကိုချစ်ခင်ယူရစွာလက်ဆွဲပြီးသူတို့ပျော်ရွှင်စွာ နေမြဲကူတို့ပြန်လာခဲ့ကြသည်။ကိုမြင့်ညိုတို့လူစုကစုံတရားဘေးဒုက္ခမပေးပဲစခန်းသိမ်းပြီးပြန်ကုန်ကြသောအခါခင်မောင်အေးနှင့်ညာမေတင်တို့သည် ခင်ကားလိုပင် စိတ်အေးချမ်းသာစွာရဲရဲဝင်းဝင်းနေမြဲတိုင်းပျော်ရွှင်စွာနေထိုင်ခဲ့ကြသည်သို့သောသူတို့နှစ်ယောက်သည်သူတို့အဖေမေတွေတည်ခဲ့ကြရပုံတွင်သူတို့အဖေမေတွေကိုတတ်သွားသည့်တရားတွေကိုမူမြည်သည့်ခါမျှမမေ့ပေနှစ်ယောက်သားကစားခုံမြန်ခြင်း မပြုဘဲအေးလူလူထိုင်စကားပြောသည့်ခါတိုင်းထိုเจ้าကိုတယောက်တစ်လှည့်ပြောနေတတ်ကြသည်ဖားငယ်လူဝင်ကြီးတေမီဆဲဆဲမှာပေးထားခဲ့သည့် ရန်သူလက်ချောင်းပြက်လေးတစ်ခုကိုခင်မောင်အေးနှင့်ညာမေတင်တို့သည်၆သွေးအောင်နေလှမ်းပြီးကောင်းစွာသိမ်းထားသည်ရန်သူကြောင့်ပြောရင်းတတိယရင်လက်ချောင်းလေးတစ်ခုကို ထုတ်ကြည့်ရင်ဘယ်လဲညာလဲဟူ၍ခင်မောင်အေးနှင့်ညာမေတင်တို့မသိတော်လဲသူတို့လက်တစ်ဖက်နှင့်နှိုင်းရှင်ကြည့်ကြသောအခါဘယ်ဘက်လက်တစ်ကျွယ်နှင့်လက်တန်းဖြေချောင်းအရင်ကပြက်သည်မဟုတ်ဘဲအဖျားဘက်တစ်စင်းတစ်စစ်ကသာပြက်ချောင်း ရန်သူဤလက်တွင် အရင်ဘက်မှလက်တစစ်စီအငုံကြံသွားမည်ဖြစ်ကြောင်းကောင်းစွာမှတ်မိနေတည်ငေကြသည်ထိုကြောင့်သာလျှင်ညာမေတင်သည် ကိုထွန်းအန်ကိုပါတော်တို့ကိုမြင့်ညိုတို့ကိုမြင်လိုက်သည်ဆိုလျှင်လက်ချောင်းကိုမယူဆိုင်တတိထားကြည့်သည်မပြတ်ဖဲပဂရီအကောင်းတိုင်းမြင်သောအခါလူဝင်ကြီးမောင်နှံကိုတတ်သားသူတွေမဟုတ်ဟုယူဆ၏လက်ပြတ်သူလောက်သာဆွေဆွေမြဲမြဲမှတ်ထားပြီးအပေါင်းပါရန်သူကိုမူညာမေတင်တတိမထားမိဂယူးမဆိုင်မိတော်ချေ ကိုမြင့်ညိုတို့စခန်းသိမ်းပြန်သွားကြသည်မှာ6လပင်ရှိနေခဲ့ပြီဖြစ်သောကြောင့်မောင်အေးနှင့်ညာမေတင်တို့သည်ကိုမြင့်ညိုတို့ကို မေ့နေကြလိမ့်ပြီပန်းတွေမပွင့်တော့တော့လဲဝေစာအုံဆိုင်နေသောပန်းမင်းကြီးအောက်မှာညာမေတင်အေးဆေးဆေးသွားနေတတ်သည် ကိုပါတော်နှင့်ကိုထွန်းအန်တို့ကသူ့ကိုအူဆုံးမြင်တွေ့သွားသည့်ကပယံအောက်ဆန်းကျောင်းကပားမှာဆက်နေရသည်ဖူးပွင့်သည့် ပန်းနီနီရဲရဲတွေကိုစိန်ပြေပြေကူကအေးအေးလူလူသွားနေတတ်သည်ဘေးရန်မရှိတော့သည်ကြောင့်ခင်မောင်အေးကလည်းညာမေတင် စိတ်တိုင်းကြဖြစ်စေရန်လိုလိုက်ထားသည်သို့သောညာမေတင်ကတယောက်တည်းမသွားချေခင်မောင်အေးလိုက်သည့်အခါမှသာသွားသည်သူတို့နှစ်ယောက်ဤချစ်ချင်းမြတ်တာက ခိုင်မြဲလွန်သည် တွေ့တာကျင်နာမှုကအတိုင်းအဆမရှိတော့ချေသူတို့နေထိုင်ရာအသီးသန်းကဘာလေးတို့ မည်သည့်ရန်သူမှ မလာကြတော့ဟုနှောင်စလုံးစိတ်ချလက်ချယုံကြည်ကစိတ်အေးလက်အေးချမ်းသာစွာ နေထိုင်ကြသောခင်မောင်အေးနှင့်ညာမေတင်တို့သည်ကိုမြင့်ညိုသည်လက်ခေါင်ဟာသောတောတောင်ထဲဝယ်တော်ရန်တရိษံလေးလိုဖြစ်နေရှာသောနမလေးကိုတွားရောက်ရှာဖွေခေါ်ဆောင်ရန်အတွက်လူဝတ်သောဆောင်ရွက်မှုတွေကိုပြုလုပ်ရမှာကံအားလျော်စွာအလုံးအစင်ပြေနေသည် ကိုထွန်းအန်းနှင့်ကိုပါတော်တို့ကလည်း ကိုမြင့်ညိုဖခင်ကြီးဤဂျေနန်းအောင်ထောက်ပံ့မှုကို ကြည်ပြူစွာလက်ခံယူကာကိုမြင့်ညိုနှင့်မခွင့်မခွာလိုက်ပါယံသဘောတူကြသည်။တားရီတားကစိစက်တေချာတာကိုဖိဖိသိပါတယ်။ဒါပေမဲ့လည်းဖိဖိကလုံလုံမဲမဲယူသွားရမယ့်ပစ္စည်းစင်းကိုစစ်လိုက်ခြင်းသေးတယ်တားရဲ့။စစ်ပါဖိဖိကျွန်တော်သတိမေးတာရှိခြင်းနဲ့ရှိနေမယ်။ဖိဖိပြန်စစ်တာလည်းကောင်းပါတယ်။ကိုမြင့်ညိုကပြောတော့ခါဖခင်ကြီးကသူ့ကြိုတင် ရေးထားသည့်ပစ္စည်းစင်းကို တကူချင်းဖက်ခါပမပါမေးသည်တောတောင်ထဲမှာလိုအပ်သည့်စေဝါပစ္စည်းအစုံအနှွေးတဲ့စားတောက်ခွေရများကိုမြင့်ညိုလိုင်းစင်ဖြင့်ကင်သည့်တနက်ကြည်စံကိုဘတော်နှင့်ကိုထွန်းအန်းတို့ကင်ရန်လက်ရှိတမြောင်းနိုင်လုံးကျိုးဝေညာမေတင်တွဲလိုအပ်သည့်ပစ္စည်းများစာတီတို့ကိုစုံစည်းစွာစစ်ဆေးလိုက်သည် အားလုံးဆုံးပါတယ်ဒါစာနာရိတ်ခါတွဲကချက်ပြုတ်ဖို့မလိုတဲ့အသားကြောက်တွေ စီဘူးတွေကိုတော်တဲ့ရောက်မှစားကြ။မိုးကောင်းမှုအရောက်တော့လမ်းမှာဝယ်စားသွားကြကွ့။ဟုတ်ကဲ့ဖြစ်ဖြစ်မိုးကောင်းမှုရောက်တော့လဲတော်တဲ့မှာလုံလုံလောက်လောက်ဖြစ်အောင်ထပ်ဖြည့်ဝယ်သွားပါဦးမယ်။ကိုမြင့်ညူကပြောသည်။ဒါရီအထန်သမားငှားတာကိုလဲစုံစမ်းပြီး စိတ်ချရမှငှားနော်။ဖခင်ကြီးစကားကိုကိုမြင့်ညူကသဘောပေါက်ပါသည်။မိုးကောင်းမျိုးရောက်နေတောင်တင်းတန်ဆွမ်းသောလူမှားလေးယောက်ရှာရမည် ညာမေတင်ကို အလွယ်နှင်းခေါ်၍ရမည်မဟုတ်ကြောင်းရိတ်စားမိသောကိုမြင့်ညိုကညာမေတင်ကိုမိစေဖြင့်သတိလစ်စေပြီးဆောင်မခဲပြုလုပ်ခါလူငှားလေးယောက်ကိုအလှဲကျထမ်းစေပြီးခီးပြင်းပြင်းနှင်းရမည်ဖြစ်သည်ညာမေတင်ကိုငှဲ့အော်တန်းလိုအချက်ပေးခေါ်ယူသောညာမေတင်၏အတိုင်းဝိုင်းသည်မြည်သည့်တရဝါမျိုးအဖွဲစီမျိုးဖြစ်သည်ကိုမသိရသည့်အလျောက်ထိုအတိုင်းဝိုင်းအဖွဲစီမှလူကင်းအောင်အမြဲဆုံးရှောင်ကျင်ရမည်ဖြစ်သည် ပြစ်ခတ်တက်ဖြတ်ရမည့်အလုံးမျိုးကိုမူကိုမြင့်ညိုလုံးဝမလိုလားချေသူနှမလေးကိုဤသက်ရွယ်ရောက်အောင်ကဲတင်ကူညီဝင်းယူဆောင်ရှောက်ထားသောအတိုင်းဝိုင်းကို ကိုမြင့်ညိုကျေးဇူးမကန်းလိုပဲညာမေတင်ကိုယူဆောင်ရမှာမေဇေးကိုလိုအပ်နေတုံးရမည်ဖြစ်သည့်အတွက်မေဇေးသုံးပုံသုံးနည်းအချိန်အစအချိန်ကာလအတိုင်းတာမတော်တဆအချိန်စာမှားရင်းလက်လွန်သွားသောမြည်သူဖြေရမည်စသည်တို့ကို မေဇေးပါရဂူဘွဲရထားသောတငယ်ချင်းဆရာဝန်တယောက်ထံမှအသေးစိတ်သေချာစွာတင်ကြားပြီးဖြစ်သည်။တုံးရမီမေဇေးကလည်းပထမတန်းအကောင်းဆုံးမေဇေးကိုသုံးမှဖြစ်မည်။ထို့ကြောင့်မေဇေးရရှိရေးကိုလည်းကြိုးစားရသည်။ရန်ကုန်မှာလူအပ်သည်တို့ကိုရှာဖွေပြင်ဆင်ရင်းငားလာနှီးပါးကြသွားသည်။လူမှားလို့ရရင်ရမရရင်လူမှားရှာဖို့ကိစ္စကြောင့်တိတ်အချင်းကိုမခံမနိုင်စရာကျွန်တော်တို့နှစ်ယောက်ထမ်းပါမယ်။ ကိုပါတော်နှင့်ကိုထွန်းအန်တို့ကအားပေးစကားပြောကြသည်သို့တော်ကိုမြင့်ညိုသည် ကိုပါတော်ကိုထွန်းအန်တို့နှင့်ခီးထွက်လာပြီးမူကောင်းမျိုးတို့ရောက်သောအခါတော်ကျွမ်းသောတန်တန်ဆွမ်းဆွမ်းလူလေးယောက်ကိုကျေနပ်သောအခါကြည်ငွေပေးပြီးငားရန်လူเจ้าပြောရှုပြောဆိုရှာဖွေရာ တပတ်မြားကြာတွင် တော်ပြေဝါသနာပါသော ကချင်မျိုးသားလေးယောက်ကိုသူတို့ကျေနပ်သောအခါကြည်ငွေဖြင့်ဈေးတဲသွားသည့်အတွက်တော်လေသူထွက်ခွာသွားသည်အစဉ်ပြေးသွားသည် တန်တန်မာမာယောက်ျားကြီး9ယောက်ကိုကိုအတွက်ကြပစ္စည်းကို ကိုတည်ပို့သွားရသည်မှာပျော်လောက်အောင်ပင်ပန်းကြီးမရှိချေသို့သောကူမော်တောင်နိုင်တောင်ချီကိုသူတို့ရောက်သွားသည့်ခါတွင်မူတစ်ခင်တစ်ခေါက်ရောက်ခဲ့သည့်ကာလနှင့်6လလောက်ကြာချနေခဲ့သည်လမ်းကိုစံတဝါဝါဖြစ်နေသည့်ကြောင့်တောင်ချီမှလမ်းကိုမှန်းစာရင်းရဲအနှဲငယ်ကြာသွားသည် နောက်မှသူတို့ထွက်ခွာလာသည့်ခြေရလက်ရာကိုပြန်လည်တွေ့ရသည့်အတွက်ခရီးဆက်ကြရသည် ကျွန်တော်တို့အရင်တစ်ခေါက်လာတော့ကစခန်းချခဲ့တဲ့နေရာနဲ့နီးနေပြီအဲ့တော့လမ်းကြောင်းကိုပြောင်းကျင်တယ်ကိုမြင့်ညိုကပြောတော့ခါဘာကြောင့်လဲဆရာခုကိုထွန်းအန်းနဲ့ကိုပါတော်တို့ကမြေးကြသည် အရင်တစ်ခါလာခဲ့တဲ့လမ်းစခန်းချခဲ့တဲ့နေရာကိုညီမလေးအတိုင်းဝဲအဖွဲ့စည်းကတော်ဝါတွေဆိုပါတော့မလာကြမရောက်ကြဘူးလို့မဆိုနိုင်ဘူးစခန်းသိမ်းလို့ကျွန်တော်တို့ပြန်ကြတော့ကျွန်တော်ကနောက်ဆုံးကတော်တော်ကွာကွာလိုက်လာခဲ့တာတတိထားမိကြလား ကိုမြင့်ညိုကမိသောအခါကိုပါတော်နှင့်ကိုထွန်းအန်းတို့ကသတိထားမိကြောင်းဖြေကြသည်ကိုမြင့်ညိုကဆက်ပြော၏အဲ့အချိန်ကကျွန်တော်ညီမလေးကျွန်တော်နောက်က လိုက်လာတယ်ကျွန်တော်ကိုကြည့်တယ်ကျွန်တော်လည်းရုတ်တရက်ဆိုတော့အန်အောနေခိုက်ဟိုးကြောက်တောင်ထိတ်ခကျွန်တော်တို့ကြားခဲ့ရတဲ့ငှက်အော်တန်လို့အချက်ပေးတဲ့ပေါ်လာပြီးညီမလေးပြန်ပြေးသွားတာဒါကြောင့်ကျွန်တော်တို့စကန်ချခဲ့တဲ့နေရာကိုသူတို့မရောက်ဘူးလို့မပြောနိုင်ဘူးလေ မတော်တဆပက်ပင်းတိုးနေတယောက်ကိုတယောက်ရန်သူလို့ထင်ပြီးမလိုလားအတာတွေဖြစ်ကုန်မှာစိုးရတယ်။ကိုဘတော်နှင်းကိုထိုးအန်းတို့သည်မချင်မရဲဖြစ်သွားကြသည်။ဆရာရဲ့အဲ့ဒီချင်းကတခါတည်းဖမ်းလာခဲ့ပါတော့ဒီစကားကိုနှစ်ယောက်စလုံးတစ်ပြိုင်တည်းပြောလိုက်ကြသည်။ကိုနှမလေးဖြစ်နေတာမသိလို့ပေါ့ဗျာ။အတိလိုက်ရင်စခန်းသိမ်းပြန်နေထီနေမလား။ကြောက်ကမြန်ထိတ်ပန်းမင်းကြီးအောင်မှမြင်ကလေးကတခါတည်းခေါ်ခဲ့မှာပေါ့ဗျာကိုမြင့်ညိုကယူကျုံမရတဲ့အဖြစ်ပြောသည် ယခုခေါ်ဆောင်ရန်လာခဲ့ရတော့လေရှာလို့မှတွေ့ပါတော့မလားနေရာပြောင်းသွားရင်မြည်ခဲ့သူအောင်တွေ့အောင်ရှာရမည်မသိဤမြလောက်နဲ့ခေါင်လာတော့တောတောင်ထဲမှာမိမိကနှမရင်းစောကြောင့်မြည်မြကြစေကမူအစိုးရအလုတ်ကအပြုတ်ခံနေနိုင်စေကမူခေါ်လာတော့လူတွေကနေနိုင်မည်မဟုတ်ဟုတွေးကစိတ်ထဲမှာလေးတလိုလိုပင်ဖြစ်သွားမိသည် ကိုထွန်းအံကိုပါတော်နှင့်လူဟားလေးယောက်က ိုမြင့်ညိုပြောသည့်စကားကို ထောက်ခံသဘောတူကလမ်းကြောင်းတွဲလိုက်ကြသည်။ကိုမြင့်ညိုသည်လက်ထဲကမှန်ပြောင်းဖြင့်အရက်လေးမျက်နှာကိုမကြာခဏခယူးဆိုင်ကြည့်ရှုရင်းလိုက်လာသည်။သူတို့စခန်းချခဲ့သည့်နေရာဟောင်းကိုမသွားကြတော့ဘဲတခုသောရှူကြီးတဲ့သို့တို့သိမ့်စွာဝင်ရောက်နေရာယူလိုက်ကြသည်။သူတို့ဝင်နေသောရှူကြီးထဲမှချောင်းကြည့်မည်ဆိုရင်ညာမေတင်ကို ကိုထွန်းအန်းနှင့်ကိုပါတော်တို့ဦးဆုံးတွေ့လာကြသည့်စံကြောင်းကဘာကိုရော ကြောက်ကပင်ကြီးကိုပါကောင်းစွာမြင်နိုင်သည်ဤနေရာသို့သူတို့ရောက်အောင်လာခဲ့ကြသည်မှာမြင်မြင်ထင်ထင်လာခဲ့ကြသည်မဟုတ်နန်းနဲ့နေထွက်သည်ဆိုရင်ခြုံအုပ်အုပ်ထူထူထဲမှာအတန်မမီအောင်ဆင်းငိမ့်စွာဝင်အောင်နေကြရသည်နေဝင်မှောင်တည်းအချိန်ရောက်မှခြေတံမကြအောင်ခရီးဆက်ကြရသည် ကံကောင်းသောကြောင့်ထင်သည် တော်ရန်တရိဆိုင်တွင်နှင့်လုံးဝမတို့မီပဲဤနေရာသို့ရောက်လာခဲ့ကြသည်ဤနေရာသို့ရောက်လာပြီး တုံးရဲ့ကြာတိတိုင်းအောင်စောင့်ကြည့်တော်လဲညာမီတီရေရောင်ကိုလုံးဝမမြင်ရချေနေရာများပြောင်းပြီလားဒါမှမဟုတ်အရင်တခါတို့ရောက်နေတာတိကျလို့စမ်းချောင်းရှိရာကိုမစင်းတော်ပဲနေတာလားကိုမြင့်ညိုက ပူပန်းစွာတွေးနေခဲ့သည်လေးရမြောက်သည်နေမှာလဲစမ်းချောင်းကိုမြည်သူများဆင်းလာသည်ကိုမတွေ့ညအချိန်တိုင်းလင်းစမ်းချောင်းမှာရေဆင်းတောက်တော့တော်ရင်တရိတ်ဆန်အတန်များကိုသာကြာရသည်ကဲကပြန်မော်တက်ကြည့်မယ် ကိုပါတော်နဲ့ကိုထွန်းအလိုက်ဝင်ကြမလားမလိုက်ဝင်ရင်လည်းဒီကပဲစောင့်နေလူငှားလေးယောက်ကတော့မလိုက်ခဲ့ကြနဲ့လူတွေတိတ်များနေသူတို့စိတ်ထဲမှာဉာဏ်ပြူဖို့လာတဲ့ထင်သွားရင်မကောင်းဘူးကိုမြင့်ညိုကလုံလုံမဲမဲတနတ်ကို ပြုပြင်းမောင်းတင်ပြီးတော့ကိုပိတ်လိုက်သည်ထို့နောက်တနတ်ကိုခါမှထိုးလိုက်သည်နေပြာရောင်တကလက်ပေါင်းပြီရှိနေပြာရောင်တကလက်အင်ကြီးလက်ရှိအညိုရောင်ရွက်ဖြင့်ဖနက်အနေရောင်ခေါင်းစုကိုစောင်းထားသော ကိုမြင့်ညိုဤတရန်သည် အမှောင်ဒူထဲမှာကိုရောင်ဖြောက်၍လွယ်ကူသောအစဉ်ပြေမျိုးဖြစ်သည်ကိုမြင့်ညိုသည်မေဇေးကိုတုံးလှင်အစဉ်အသင်ဖြစ်စေရန်မေဇေးပလင်း လက်ကင်ဘွားတန်တန်တခဲသူနှာခေါင်းကိုစီးရန်စေယုံသုံးနှာခေါင်းပါဇက်ဖုံးအစည်းအစာတို့ကိုအစဉ်အသင်ပြင်ပြီးပေါင်းမီအိတ်ထဲထည့်လိုက်သည်ကိုဘတော်နှင်းကိုထုံးအန်နူကမူလိုက်ဝင်ကြောင်းပြောကကိုမြင့်ညိုနှင်းလိုက်ပါရန်ပြင်လိုက်ကြသည် ်လူငါးလေးယောက်ကပြည်စည်းတွေနဲ့လူရှိုးထဲမှာစောင့်နေခဲ့ကြသည်တကယ်လို့ခေါ်လာခဲ့ရင်တခါလဲဖမ်းပြီးချက်ချင်းထွက်နိုင်အောင်ခမားတို့လေးယောက်အစင်သင့်ပြင်ထားပြီနော်ကိုမြင့်ညူကမှာကြသည်လမ်းကားပင်ခုတ်လာခဲ့သောတုတ်ခိုင်သည့်အခေါင်းပိတ်ဝလုံးကြီးမှာခိုင်ခံသောခောက်ဆောင်ကြီးကိုလူထဲပြီးထမ်းသွားနိုင်ရန်အသင့်ပြင်ထားမည်ဖြစ်ကြောင်းလူငါးလေးယောက်ကပြောသည် ကိုမြင့်ညူကိုပါတော်နှင့်ကိုထွန်းအန်းတို့၃ယောက်သည် လူလိုမဲမဲနိုင်လုံးကျိုးကွေးနဲ့လက်ရှိနှချောင်းကိုပါယူလာခဲ့ကြသည်လက်နဲ့ယူခဲ့တာကသူတို့ကိုရံမူတက်ဖြတ်မယ်ဆိုတဲ့ယူရဲချက်မရှိပါဘူးဒေါ်ရဆအေးကြုံရင်၃ဆရာရှိအောင်သာယူလာခဲ့တာပါသူတို့ကစတင်ရံမပြူရင်ဘာမှမလုပ်ကြနဲ့နော်ကိုပါတော်နှင်းကိုထွန်းအန်းကို ကိုမြင့်ညိုကမှာကြသည်အချိန်ကည9နာရီထိုးပြီးကြောင်းကိုညကြည်နာရီကပြနေသည်တော်ရိတ်တောင်ရိတ်ကြောင်းပိမ့်ပိမ့်အောင်မှောင်နေသည် ကိုမြင့်ညိုကိုထွန်းအန်းနှင့်ကိုပါတော်တို့သည်စံကြောင်းကပားကို၎င်းသူတို့တက်ခဲ့ဘူးသည် ကြောက်ကပြန်ကြီးကို၎င်းလေးရက်ဆက်ပြီးကြည်နေခဲ့သည်ကြောင့်တွာလန်းကိုမှန်းမိနေကြသည် ထို့ကြောင့်မောင်ထဲမှာဆန်တော်ဝါးဝါမဖြစ်ဖဲကြောက်ကပြန်အခြေတို့ချောချောမောမောရောက်သွားကြသည်ကြောက်ကပြန်အခြေမှာကပ်ပြီးအတော်ကြာသည့်တိုင်အောင်ငြိမ်နေကြသည်ကြောက်ကပြန်ပေါ်မှာမြည်သည့်တံမျိုးကြားလိမ့်မည်လဲဟု နားဆွင့်နေကြသည် မြည်သည့်တန်ကိုမှမကြရသောအခါသုံးယောက်သားသတိထားပြီးကပြန်ပေါ်သို့တက်လိုက်ကြသည်ကပြန်ထိတ်တွင်ညာမေတင်ရက်နေခဲ့ဘူးရာပန်းမြင်ကြီးသည်မောင်တွေတွင်မူမူမဲမဲကြီးရှိနေသည်မြည်သည့်တန်ကိုမှမကြရမြည်သည့်လှုပ်ရှားမှုကိုမှမမြင်ရသောအခါဘူမြင့်ညိုတို့သုံးယောက်သည်တဖြည်းဖြည်းပန်းမြင်ကြီးနားကပ်သွားကြသည်ထို့နောက်ပန်းမြင်ကြီးနှင့်မြင်းနှင်းဆိုင်မှရှိနေသောတစ်ပင်အုပ်ရခင်ညာမေတင်ကို ဖွဲ့လူော်ပြီးအချက်ပေးတန်ထွက်ပေါ်လာရာတစ်ပင်အုပ်စီတို့သတိထားပြီးခြေတံမကြအောင်ကတ်လာခဲ့ကြသည်ဟုတ်ကဲ့ပါရှင်အပိုင်း6ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း9မှာပြန်လဲဆုံးတွေ့ကြပါမယ်နော်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်